ရိတ်သက်အားလုံးမင်္ဂလာပါကိုလည်းရဲ့လက်ချောင်းလေးတေအောက်ကိုကြည့်ပြီးတော့ကံကြမ္မာကိုဆန်းစစ်ပြီးတော့လူရကိစ္စအောင်မြင်အောင်ဆောင်ရွက်နိုင်ဖို့အတွက်ရည်ရွယ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်ကျမတို့ရဲ့လက်မှာအမှတ်အသားလေးတွေရုတ်တရက်ပေါ်လာတတ်ပါတယ်တကယ်ကိုကံကောင်းစေတဲ့အမှတ်အသားလေးတွေလမ်းကြောင်းတည်တည်လေးတွေဂျိုးကုံတွေပေါ်မှာပေါ်လာတတ်တဲ့အမှတ်အသားတွေပါအဲ့လိုမျိုးအမှတ်အသားပေါ်ရင်လူတွေဟာရုတ်တရက်ကံကောင်းသွားပါတယ်ဥပမာဆောင်မီးပွဲတွေဖြည့်ဆို့ထားတယ်ဆိုရင်လည်း အောင်လားမအောင်ဘူးလားသိနိုင်ရမယ်။အလုပ်တွေလုပ်ကန်ဆောင်ရွက်ထားရင်လည်းအောင်မြင်မလားမအောင်မြင်ဘူးလားသိနိုင်ရမယ်။လက်ညှိုးအောက်ကိုကြည့်ပါလက်ညှိုးအောက်မှာအတက်သေးသေးလေးတစ်ခုတက်လာမယ်။တစ်ခါမှမတွေ့ဘူးဘူးအဲ့အချိန်မှတက်လာတယ်ဆိုရင်ကိုလုံးနေတဲ့အလုပ်အောင်မြင်ပြီဆိုတဲ့တင်ကြေတာပဲဖြစ်ပါရဲ့ရှင်။ညီကြီးလက်ခတ်မလွဲအောင်မြင်ပြီရီမန်းချက်တွေအပြည့်အဝအောင်မြင်မယ်ဆိုတဲ့သဘောလက်ညှိုးထိုးရအောင်မြင်မှုနဲ့လက်ညှိုးညွန်ရ အရာရာအစဉ်ပြေတဲ့ဂိမ်းဆိုင်ပြီဆိုတဲ့အမှတ်အသားလေးပါလက်ခလဲအောက်မှာတကြောင်လေးပုံမယ်ဆိုရင်ကံလွန်ကောင်းတဲ့အမှတ်အသားလေးပါထီထိုးပါကံကြောင်းနဲ့ငွေဝင်ချင်းနဲ့ထူးခြားတဲ့ကောင်းချင်းကံမျိုးပေါ်ပြီဆိုတဲ့အမှတ်အသားလက်ခလဲအောက်ကကံကြမာရဲ့ကောင်းစေခြင်းမျိုးအထွတ်ထိပ်ရောက်စေခြင်းမျိုးရုတ်တရက်ပေါ်လာတတ်ပါတယ်လက်တကြွယ်အောက်မှာပေါ်လာတယ်ဆိုရင်တော့တကြောင်လေးထင်ထင်ရှားရှားပေါ်လာတယ်ဆိုရင်နာမည်ကြီးပြီအောင်မြင်ပြီ ကျွဲဝါချင်းကိုရမယ်ငွေစုလိုက်ဝင်မယ်အောင်မြင်မှုတွေတကယ်ကိုထင်ထင်ရှားရှားရမယ်ကိုလုတဲ့ကိစ္စမှာအောင်မြင်သွားပြီထုံးပေါက်သွားပြီဆိုတဲ့သဘောမျိုးရမယ်လက္ခဏာလေးပါလက်တန်းအောက်ဖက်ကိုတက်တဲ့လမ်းကြောင်းလေးအချောင်းလေးပဲပေါ်လာပြီဆိုရင်တော့ရီမန်းတာဖြစ်စီရီမန်းထားတာထက်ပိုပြီးဖြစ်စီငွေဝင်ပြီးကံကောင်းခြင်းတွေကိုရတတ်ပါတယ်။ဒါကြောင့်ထီပေါက်စေတဲ့အမှတ်သားလို့လဲခေါ်ပါရရှင်။ ထီပေါင်းမဲ့တင်ကေတအမှတ်အသားတွေကလက်ခလေအောက်မှာအကြောင်းထဲပေါ်လာရင်ဖြစ်စီလက်တန်းအောက်မှာတကြောင်းထဲပေါ်လာရင်ဖြစ်စီနီးရထီဆိုင်မှာထီထိုးလိုက်ပါထီထိုးတဲ့အခါမှာကိုယ့်ရဲ့ငွေရရဲ့ကနန်းကိုရှေ့ဆုံးထားငွေရနဲ့ငွေလနဲ့ပေါင်းရတဲ့ကနန်းကိုအလဲထားပြီးတော့ငွေရငွေလငွေနှစ်ပေါင်းတဲ့ကနန်းကိုနောက်ဆုံးထားပြီးထီထိုးကြည့်လိုက်ပါဒါကလက်ခလေအောက်မှာနဲ့လက်တန်းအောက်မှာအမှတ်အသားပေါ်တဲ့သူတွေအတွက်ပါ လက်ကကြွယ်အောက်မှာပေါ်တဲ့သူတွေအတွက်ကတော့ကိုလှုပ်ထားတဲ့အလုပ်တွေအကျိုးမြတ်ရပြီးနာမည်ကျော်ကြပြီးပတ်ဝန်းကျင်မှာထင်ပေါ်သွားပြီးလူသိရှင်ကြားဖြစ်သွားပြီးအောင်မြင်တဲ့အမှုပညာရှင်တွေလက်မှာတွေ့ရပါတယ်ရှင်လက်ညိုးအောက်ကတင်ကြတဲ့ကတော့စာမေးပွဲအောင်တာတို့အလုပ်အဆင်ပြေတာတို့ဘဝတိုးတက်တာတို့ရှိမယ်ဒီနေရာမှာဘယ်ဘက်နဲ့ညာဘက်နှစ်ခုရှိပါတယ်ယောက်ျားလေးဖြစ်စေမိန်းကလေးဖြစ်စေဘယ်ဘက်လက်မှာပေါ်ရင် ဖြစ်ဖို့အကြောင်းဖန်လာပြီးဖြစ်ဖို့အကြောင်းရှိတယ်။ဒါပေမဲ့ဖြစ်ပေါ်တဲ့စွမ်းအားနည်းတယ်။ညာဘက်မှာရှိရင်တော့ဖြစ်ဖို့အကြောင်းရှိတယ်။ဖြစ်ကိုဖြစ်မယ်။တေချာပေါက်မယ်။ယာနုံကြည့်တေချာပေါက်ကောင်းချင်းကံကြမှာရှိမယ်ဆိုတဲ့အနေထားပါနော်။ဒါကြောင့်ဘညာနှစ်ဖက်ရဲ့အင်အားနဲ့ယောက်ျားလေးမိန်းကလေးဘသူမဆိုးညာဘက်လက်မှာရှိတဲ့တင်ကြေဒတွေကပို့ပြီးတော့နီးဆက်စွာနှင်းမြန်စွာအကျိုးပြုတယ်ဆိုတာကိုတင်ဆက်ပေးခြင်းဖြစ်ပါတယ်။ ိုးလက်ရဲ့လက်ချောင်းလေးတီအောက်ကိုကြည့်ပြီးတော့ကံကြမ္မာကိုဆန်းစစ်ပြီးတော့လိုရာကိစ္စအောင်မြင်အောင်ဆောင်ရွက်နိုင်ပါစေ။ကျေးဇူးတင်ပါတယ်။